တတင်းကြော်လက်ဆောင်ပေါ့နော်ကျွန်တော်ကတ်ထဲတော့ထည့်မပေးလိုက်ဘူးဒီကနေ့ကအမေဒီညဒီထဲမှာအကြိုက်ဆုံးကနန်းတကွက်နော်ဒီကနန်းလေးကိုတတင်းကြော်လက်ဆောင်ကျွန်တော်ချပေးလိုက်ပြန်ကတ်ထဲမှာတော့ကျွန်တော်ထည့်ပေးဖို့ကကျွန်တော်စိတ်ကလည်းမရဘူးတယူတန်းနေအဲ့တော့ထည့်မပါသွားဘူးပေါ့မပါသွားတော့အပြင်မှာပဲပြလိုက်တော့နော်ကိုယ်တည်းဦးနိုင်ကောင်ငါးတောင်လွှဲပေးပြီခဏယူလို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်အဲ့ဒီ ကနန်းယူတဲ့ဝယ်တဲ့ပတ်စံတွေကကျွန်တော်ကဒီဘွဲကိုကနန်းကရောင်းတယ်ရောင်းတယ်ဆိုတာကရတဲ့ပတ်စံကလည်းကျွန်တော်ယူတာမဟုတ်ပါဘူးနော်ကျွန်တော်ဆရာအိမ်လေးပြင်နေတာအဲ့ဒါလေးသူ့ကိုကြီးစင်တာနဲ့ကျွန်တော်ကနန်းရောင်းလိုက်တာနဲ့နော်အဲ့တော့ကိုကြီးကိုကြီးတဲ့သဘောတော့ပါပဲဟုတ်လားအဲ့တော့စမယ်ကျွန်တော်တို့ဒီဘွဲမှာမဖြစ်မနေနော်ကျွန်တော်တို့နှိပ်ပရိတ်ကဖြစ်ထားလို့မရဘူးအဲ့တော့ကျွန်တော်နှိပ်ပရိတ်တွေကိုအရင်ပြောပြီးတော့ကနန်းတစ်ခွက်ကျွန်တော်ထည့်ပြီးမယ်နော် ကျွန်တော်ကစားနေတဲ့၅ဆုံးလိုင်းဒီလိုင်းကမပြတ်ဘူးနော်ပြီးခဲ့တဲ့ဘွဲကလည်းကျွန်တော်ပြောခဲ့တယ်ဗရိတ်၃ခုပေါင်းဖို့၅ဖြစ်အောင်၄ဗရိတ်ကိုခွန်ခါနဲ့မြန်ထွက်မလားဒါပေမဲ့ကျွန်တော်ခွန်ခါမယူပဲနဲ့အဲ့မှာနှစ်နှစ်တုံညာလို့ကျွန်တော်တို့ကပြခဲ့တာအဲ့ဒါတွေကိုကျွန်တော်ပြန်မပြောနေတော့ထားလိုက်တော့အခုဒီ၅ဆုံးခုနှစ်သုံးခတ်ထဲမှာအဲ့ဒီနှစ်ထဲမှာထူးထူးခြားခြားကျွန်တော်တို့ခွန်ပတဲ့လို့ရိုက်တယ်စီညာနဲ့သွားမယ်နော်ခွန်ရှိကူလို့သွားမယ်အဲ့တော့ခွန်ပတဲ့ရိုက်တယ်အောက်တဘွဲကျော်မှာ၄ပတဲ့လို့ထွက်တယ်၄နှစ်ခတ်အောက်ဆောင်မှာပရိတ်၁၂လို့သူထွက်တယ် အဲ့ဒီ၄ပြည့်ရဲ့နှက်ခတ်နှစ်ပြည့်ထွက်တယ်။ခွန်ပြီးတော့ကျွန်တော်တို့ဒီမှာရှစ်ပြည့်လို့ရိုက်တယ်အောက်တပွဲကျော်မှာ၄ပြည့်လို့ရိုက်တယ်နော်ခွန်၄ပြီးတော့ရှစ်၄၄ရဲ့နှက်ခတ်သူ့အောက်ဆောင်မှာပြည့်၁နှစ်လို့ပဲသူထွက်တယ်။နော်၁နှစ်ပြည့်ထွက်တယ်။အော်ခဏယူထားတဲ့လူတွေလည်းကြည့်နော်ကျွန်တော်ဘာလို့အဲ့ခဏအော်ဂနန်ထောက်တယ်လဲဆိုတာအခုပြတဲ့ site ကိုကြည့်ရင်သဘောပေါက်သွားလိမ့်မယ်နော်သဘောပေါက်သွားလိမ့်မယ်။အဲ့အခုကျွန်တော်တို့ဒီမှာခွန်ပြီးပြီရှစ်ပြီးပြီအခုကျွန်တော်တို့ဒီမှာ break 6လို့ရိုက်တယ်အောက်တပွဲကျော်မှာ break 14လို့ရိုက်တယ် ဲ့ဒီ14ပြရဲ့နက်ခတ်ဒီဘွဲမှာကျွန်တော်တို့ကနှစ်ပြရဲ့လို့ကျွန်တော်တို့ကစားရမယ်နော်နှစ်ပြရဲ့ကစားရမယ်ဒါကြောင့်မို့ကျွန်တော်နှစ်ပြရဲ့နဲ့အော်ဒီထုတ်လိုက်တာအဲ့တော့အဲ့ဒီမှာ၄ရဲ့နက်ခတ်နှစ်ပြရဲ့လို့ရိုက်တယ်ဒီမှာလဲ၄နက်ခတ်နှစ်လို့ရိုက်တယ်နောက်တစ်ခုဒီမှာ၄နက်ခတ်နှစ်ဆိုတာဒီမှာလဲရှိတယ်နော်အခုကျွန်တော်တို့ကဒီမှာ၄နှစ်ခတ်နှစ်ပြိတ်ဒီဘွဲကိုကစားတော့မယ်အဲ့တော့ကစားတော့မယ်ဆိုတော့အဲ့ဒီထဲမှာနောက်တစ်ရက် तू ကအဲ့ဒီနှစ်ထဲမှာ၄တုံညာရှိတွဲရဲ့ဇောင်းမှာပြိတ်စနစ်ထွက်တယ်နော် တစ်ခါ၄၃ညရှိတယ်ဘယ်ရင်ဆောင်မှာပြိဿနေထွက်တယ်ထွက်တဲ့ခဏက3ခု2 3ခု2လို့ထွက်တယ်နော်3ခု2တကြီးထွက်တယ်အဲအခုကျွန်တော်တို့ကရှေ့ပေါင်း၄ရက်ဆောင်မှာပြိဿနေကိုကျွန်တော်တို့က3ခု2ခန်းဆိုတာအာလေးတော့ထိုးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကကစားခြင်းတယ်ဒါက၄၃ညရှိတယ်ဘယ်နဲ့ပတ်သက်ပြီးတော့ဆောင်မှာပြိဿနေကို3ခု2အော်တိုလိုက်တာနော်ခုနကက၄ပြိဿရဲ့ဆောင်မှာ2ပြိဿလို့လိုက်တာနှစ်မျိုးရှိပြီနော်မှတ်ထားနောက်တစ်မျိုးကနောက်တစ်မျိုးကနည်းနည်းတော့တူဆန်းတယ်ကျွန်တော်တို့နှစ်ဦးက ဘရိတ်ကိုကိုပါဝါ၄ဘရိတ်ပေါ့ဗျာနော်ဒီကိုရဲ့ပါဝါသူ့ရဲ့နောက်နှစ်မှာ၄ထိပ်စီးလို့သူစကြရင်နော်၄ထိပ်စီးဒီမှာစကြတယ်အဲ့ဒီ၄ထိပ်စီးစကြရင်ခွန်နောက်ပိတ်နဲ့တွဲကြမယ်ကြလိုက်ရင်အဲ့ဒီခွန်ကအပေါ်မှာခွန်နောက်ပိတ်နဲ့ဗရိတ်နဲ့ကြိုခံရမယ်နော်အဲ့တော့အဲ့ဒီ၄ထိပ်က၈၁၈၄ဆိုပြီးတော့ဇောင်းတလုံး၃လို့ဖြစ်ပြီးတော့မှအဲ့ဒီ၄ထိပ်စီးစကြဘာလို့၄ထိပ်ကိုခေါ်လဲဆိုတော့သူ့ရှေ့နှစ်မှာဗရိတ်၉နှစ်ဥတည်ခဲ့လို့ကိုပါဝါ၄ထိပ်လို့စကြရင် ခွန်နောက်ပိတ်နေကြမယ်ကြတဲ့အချိန်မှာဇောင်း3လုံးက73လို့ဖြစ်ကြမယ်နော်1 4ဆိုတော့73လို့ဖြစ်တယ်73လို့ဖြစ်ရင်ခွန်နောက်ပိတ်နေတွဲတယ်ခွန်ပါဝါအပေါ်မှာခွန်နောက်ပိတ်နေပရိတ်နှစ်လားနှစ်ပရိတ်ပဲပြီးမလားဒါလေးတစ်ချက်ကျွန်တော်တို့သတိထားနော်အဲကျွန်တော်တို့နှစ်ဦးမှာပရိတ်7တစ်ပါဝါအဲ့ဒီနှစ်ထဲမှာ6ထိပ်စီနော်6ထိပ်စီကအပေါ်မှာ6ထိပ်စီရှိသလားတခုရှိသေးတယ်နော်6ထိပ်စီတခုရှိသေးတယ်ထားလိုက်တော့အဲ့ဒီမှာ6ထိပ်စီလို့ထွက်တော့သူကဇောင်း3လုံးကို ခုနက73ပြီတော့အခု72လို့ထွက်တယ်96 72လို့ဒီထက်နော်72လို့ထည့်ပြီးတာနဲ့ခွန်နောက်ဘိတ်နဲ့တွဲထွက်တယ်အဲ့ဒီခွန်ပါပါသူ့အပေါ်မှာခွန်နောက်ဘိတ်နဲ့ဗရိတ်နှစ်လို့ဒီဂျိုထည့်မလားနော်ဒါဆိုရင်ကျွန်တော်တို့ကဒီဗရိတ်ငါသည်ငါရဲ့ပါပါ3ညထိတ်ကနောက်နှစ်မှာ3ညထိတ်လို့ကြာရင်ခွန်နဲ့တွဲကြမလားဒါကအတွေးပေါ့လေခွန်နဲ့တွဲကြမလားခွန်နဲ့တွဲကြမယ်ဆိုရင်အပေါ်မှာခွန်ပါပါဗရိတ်72ကိုခွန်နောက်ဘိတ်နဲ့ဗရိတ်72ဂျိုထည့်ရမယ်ကျွန်တော်ဒီလိုတွေးထားတာ နော် ဲ့တော့အဲ့ဒီတုံညလို့ကြာတာ ਨੇ ဇောင်းသုံးလုံးကိုသူက73 72ပြီးတော့အခု71လို့အန်ခိုင်ဝင်နေတာကနောက်ပွဲကိုဝင်နေတယ်နော်အဲ့နောက်ပွဲကိုတုံညထိတ်လို့ဇောင်း71နဲ့ဝင်လိုက်တာ ਨੇ ခွန်နောက်ပိတ်နဲ့ဝင်မှလာခွန်နဲ့ဝင်မယ်ဆိုခွန်ပါပါအပေါ်မှာနှစ်ပရိတ်ကြိုခံရမယ်ခွန်ပါတဲ့နှစ်ပရိတ်ဖြစ်ကြမယ်နော်ဒါလေးတစ်ချက်အဲ့တော့ပရိတ်နှစ်ကအဲ့မှာ၃မျိုးရှိပါနောက်တစ်မျိုးကကျွန်တော်တို့အဲ့ဒီနှစ်ထဲမှာထူးထူးခြားခြားတူတူကြကြကျွန်တော်ကစားသေးပါတယ်၈၅နှစ်ထွက်တော့ကျွန်တော်ကစားသေးတယ်ဒါပေမဲ့ဖြစ်ဘူးเนาะအဲ့ဒီနေ့ထဲမှာ၅ခါ၄ထိပ် နော်9 4ခွန်နော်ထားလိုက်တော့9ခါရဲ့အောက်မှာ၄ထိပ်ကို40နှစ်အတွဲလိုက်ထွက်40နှစ်တစ်ခါ9ခါရဲ့အောက်မှာ၄နှစ်ကိုတဝင့်တိုးပြီးတော့9 3လို့ထွက်တယ်တစ်ခါ9ခါရဲ့အောက်မှာ9 3ကိုတဝင့်တိုးတော့6 4လို့ထွက်တယ်အဲ့ဒီကောင်ထွက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာတစ်ခါ85ရှေ့တွဲထွက်တယ်နော် 85ကိုတပွင့်တိုးရင်86လို့ထွက်တယ်နော်85ကိုတပွင့်တိုးတော့86 86ကိုတပွင့်တိုးရင်89ဆိုပြီးတော့ဒါပြီးခဲ့တဲ့ဘွဲက89ရှေ့တွေအငြိမ်သူရိုက်သွားတယ်ရိုက်သွားပြီးတယ်နဲအဲ့ဒီ85အတွဲရဲ့အောက်မှာထွက်တဲ့ကဏ္ဍကပရိစ္ဆတ်နဲ့85ကိုတပွင့်တိုးတော့86လို့ဖြစ်တယ်သူ့ရဲ့အောက်မှာပရိစ္ဆတ်နဲ့နော်ဒါဆိုရင်နောက်ဘွဲမှာအဲအခု89ရှေ့တွေတွဲသွားလို့သူ့ရဲ့အောက်မှာကျွန်တော်တို့ကပရိစ္ဆတ်နဲ့ဆိုတဲ့ဒီပရိစ္ဆတ်နဲ့ကိုကျွန်တော်တို့ကကစားခြင်းတာပဲနော်ဟုတ်ပြီ အဲ့ဒီထဲမှာနောက်တစ်ချက်ကဒီခွန်9အောက်မှာပြိဿနှစ်ထွက်တာမှန်တယ်ဒီခွန်9အတွဲအောက်မှာမှ3ခွန်နှစ်ကထွက်တယ်ခွန်9ကိုတပွင့်တိုးတယ်ချစ်6အတွဲအောက်မှာလည်း3ခွန်နှစ်ပဲထွက်တယ်ဒါဆိုရင်ခွန်9လို့ရှေ့တွဲကြလိုက်တွဲတွဲသူ့အောက်မှာ3ခွန်နှစ်ထွက်မလားနော်ဒါ3ခွန်နှစ်ဆိုတဲ့ခဏကိုဒီနေရာမှာကစားလို့ရတယ်အဲ့တော့ကျွန်တော်ကဒီမှာစကြတဲ့ခွန်9ခွန်ထည်စီအောက်မှာပြိနှစ်က3ခွန်နှစ်မဟုတ်ပေမဲ့ဒုတိယခွန်9အတွဲအောက်မှာ3ခွန်နှစ်ဖြစ်နေတော့၄တုံညာအတွဲရဲ့ခြေဆောင်မှာဖြစ်တယ်နော် အဲ့ကျွန်တော်တို့ဒီမှာ၄၃ညရှိတွေရဲ့အစောင်းမှာခွန်၃ခွန်နေမထွက်ခင်အပေါ်မှာ၈၆ရှိတွေကျူတွဲခဲ့တယ်။ဒါဆိုရင်အခုကျွန်တော်တို့၄၃ညရှိတွေရဲ့အစောင်းမှာ၃ခွန်နေမထွက်ခင်သူ့ဘောမှာခွန်၉ရှိတွေတွဲခဲ့ရမယ်။ဒါမှန်သွားပြီနော်။မှန်သွားပြီဆိုတော့အဲ့ဒီမှာကျွန်တော်က၃ခွန်နှစ်ကိုကစားခြင်းတော့။အဲ့ဒီ၃ခွန်နှစ်ဆိုတဲ့ခဏကကျွန်တော်တို့ဒီ၄၃ညလေးစောင်းမှာ၃ခွန်နှင်းလို့ဒီမှာတစ်ခွက်ထွက်တယ်။ဒုတိယတစ်ခွက်က၄၃ညလေးရဲ့စောင်းမှာ၃ခွန်နှင်းဆိုတဲ့ခဏဒီမှာတစ်ခွက်ထွက်တယ်။ အခုလည်း၄၃၄ရဲ့ဇောင်းမှာ၃ခွန်နှစ်ဆိုတဲ့ကနေတကွာထွက်အောင်မလားနော်အဲ့တော့ဒီ၃ခွန်နှစ်ကိုခွန်နောက်ပိတ်အငိမ့်နဲ့လဲထိုးလို့ရတယ်လို့ခွန်ခါနှစ်ထိတ်နော်ကျွန်တော်ကတော့အကုန်ကြိုက်တယ်အကောင်ဒီလိုလဲကြိုက်တယ်ရှေ့ပေါင်းကိုလည်းကြိုက်တယ်ဒီလိုခွန်နောက်ပိတ်နဲ့လည်းကြိုက်တယ်နော်အမှန်တကယ်ကတော့ကျွန်တော်က၃နောက်ပိတ်ကြိုက်တဲ့ကောင်ဆိုတော့ရှေ့ပေါင်းကိုလည်းကြိုက်တော့ရှေ့ပေါင်းကို၃နောက်ပိတ်နဲ့ဒီလိုလဲကျွန်တော်စဉ်းစားတယ်နော်ခွန်နောက်ပိတ်ငိမ့်နဲ့ဆိုရင်တော့ဒီလိုစဉ်းစားရမှာ၃လုံးမြောက်ထိတ်စီးရနှစ်ထိတ်စီးကြနိုင်တယ်လို့ကျွန်တော်ခုနေ့ပြောခဲ့တယ်နော် တော့နှစ်ထိပ်စီးနေကြမယ်ဆိုရင်တော့နှစ်3ခုနော်ဒါတော့ရှေ့ပေါင်း9တော့မဟုတ်တော့ဘူးဟုတ်ပြီအဲ့တော့ကျွန်တော်တို့3ခုနှစ်ကကတ်ထဲမှာတော့ပါမသွားဘူးကျွန်တော်မိတ်ဆွေတွေတိုက်ရင်တော့ဒါထိုးပေါ့နော်ဟုတ်ပြီအဲ့ဒီပွဲမှာကျွန်တော်694ဆိုတဲ့ခဏကပြန်ကြကြလို့ရတယ်နော်အဲ့ဒါလေးတစ်ခါပြပါ3ခုနှစ်ကိုမှတ်ထားနော်အဲ့ကျွန်တော်ပြောခဲ့တယ်တစ်ခါဘွာ၄ရဲ့နောက်နှစ်မှာပရိသတ်ခွန်အောက်ကကဏ္ဍ၄ထည့်စီဆောင်ကဏ္ဍအဲ့ဒီနှစ်တည်းမှာပြန်ကြကြတယ်နော်ပြန်ကြကြတယ် ီကောင်ပြန်ညကြဖို့ဟာကိုဒီကောင်ပြန်ညကြဖို့ဟာကိုသူ့ရဲ့အောက်ဆောင်မှာထွက်ထားတဲ့ကဏ္ဍသည်သူ့ရှေ့နှစ်ကကဏ္ဍသုံးခုခွန်နော်ထွက်ထားတဲ့မြင်းကုံမှာပြန်ညကြတယ်လို့ကျွန်တော်ပြောခဲ့တယ်တခါကျွန်တော်တို့နှစ်ဦးမှာတခါနဲ့ခွာ9ရိုက်တယ်အဲခွာ4ရိုက်တော့တနှစ်ကျော်မှာဗရိတ်ခွန်အောက်ကကဏ္ဍပြန်ကြတယ်လို့၄ထိပ်စီးရဲ့ဆောင်းကကဏ္ဍအဲ့ဒီထိပ်မှာပြန်ညကြတယ်နော်ကြတော့လေသူ့ရှေ့နှစ်ကကဏ္ဍနောက်နှစ်ကိုလိုက်ပေါ့သူ့မြင်းကုံမှာပြန်ညကြတယ် ဒါဆိုရင်အခုကျွန်တော်တို့တစ်ခါနဲ့ကွာလေးရိုက်ထားတဲ့တနစ်ကျော်လေးထည့်စီရဲ့အောက်ဆောင်ကကဏ္ဍဗရိတ်ခွန်ရဲ့အောက်ကကဏ္ဍဒီဒီနေ့ထဲမှာပြန်ချကြလို့ရှိရင်အဲ့ဒီ9ခု1ရဲ့မြင်းကုန်မှာကြလို့ရတယ်9ခု1ကသူ့ရှေ့နှစ်ကကဏ္ဍနော်အဲ့9ခု1ရဲ့မြင်းကုန်မှာ၄၈၉၄ဆိုတဲ့ကဏ္ဍတစ်ခွက်ထွက်လို့ရတယ်နော်နေရာထိုင်တော့ကြက်တယ်လို့ကိုယ့်ကိုထိုင်လိုက်တော့ဘယ်မှာချစ်ထိတ်၉ထိတ်နှစ်ခုလုံးကောင်းတယ်ကျွန်တော်ကတော့၉ထိတ်ကြိုက်လို့၉ထိတ်နေပဲထည့်နော်အဲ့အဲ့ဒီ၈၉၄က နောက်တက်ဆိုင်ရှိသေးတယ်တနော်ပြီးခဲ့တဲ့ లై မှာပြန်ကြပြောတော့ကပြောခဲ့ပါတယ်နော်ကျွန်တော်9နှစ်ရှားစီးတဲ့မှာဒီကနေ့ဇောင်းတက်ပေါ့သူ့အောက်ထွက်တဲ့ကနေ့ကပြန်ကြနော်အဲ့ဒီပြန်ကြစီဗရိတ်လေးရှစ်ထိတ်လို့ရိုက်တယ်မြင်းကုံကကနေ့ပြန်ကြကြနော်တစ်ခါတည်းက9နှစ်ကြော်လိုက်တော့ကျွန်တော်တို့ဒီကနေ့ဒီဇောင်းနှစ်ပွဲကြော်တက်ပေါ့သူ့အောက်ပြန်ကြအဲ့ဒီကနေ့ဗရိတ်လေးရှစ်ထိတ်လို့ရိုက်တယ်မြင်းကုံကကနေ့2-6ခုပြန်ကြလို့ကျွန်တော်ပြောခဲ့နော်ဒါဆိုရင် ျွန်တော်တို့ဒီ630ကြီးဒီနေရာသွားပေါက်တုံးကကျွန်တော်ပြောခဲ့တယ်ရှေ့နှစ်နှစ်ကျော်ကနေလာပေါက်လို့သူ့အောက်မှာပြန်ကြဆိုပြီးဒီကနေ့ကိုကျွန်တော်ခေါ်ခဲ့တာအဲ့ဒီတော့ကသူကမှထွက်ပဲနေအခုဒီဇောင်းနှစ်ပွဲကျော်တက်ပေါက်ဇောင်းနှစ်ပွဲကျော်တက်ပေါက်အခုဇောင်းနှစ်ပွဲကျော်တက်ပေါက်တဲ့အောက်မှာမှဒီ64ဆိုတဲ့ကနေပြန်ကြကြမလားနော်သူကဒီ၄ပြည့်ရဲ့ဇောင်းမှာ၈ထိပ်စီရိုက်ထားတယ်သူ့ဇောင်းကကနေပြန်ကြကြနော်အဲ့တော့ဒီမှာ၄ပြည့်ရဲ့၈ထိပ်ရဲ့မြင်းကုံကနေ၄ပြည့်ရဲ့၈ထိပ်မြင်းကုံကနေအဲ့တော့ဒီမှာ၄ပြည့်ရဲ့၈ထိပ်ရဲ့မြင်းကုံကနေသူ64ကဒီပွဲမှာ ဒီကနန်း၃ဘွဲကျော်ဇောင်းတက်ပေါ့သူ့အောက်မှာပြန်ကြဆိုရင်၈၉၄ဆိုရင်၉၄၈ဆိုတဲ့ကနန်းပြန်ကြလို့ရတယ်နော်အဲ့ဒါတစ်ချက်ဟောပြခဲ့ပြပါတယ်၈၉၄ပြန်ကြတော့ဒါဒီအချိန်မှာနည်းနည်းသူကသွားတိုက်ဆိုင်လို့ဆောင်ရက်နှစ်ရက်ဖြစ်တယ်ဟုတ်ပြီအဲ့တော့အဲ့ဒါကအသာထားလိုက်တော့အဲ့မှာခုနက၈၉၄ကို၈ထိတ်နဲ့လဲထိုးတင်တယ်ဘာလို့လုံးဆိုတော့ကိုထိတ်ကနှလုံးမြောက်ကခါတူခါနဲ့လဲသူကကြလာနိုင်တယ်နော်ဘာလို့ကိုထိတ်နှလုံးကခါတူခါနဲ့ကြလာနိုင်တယ်လဲဆိုတော့ကျွန်တော်မိတ်ဆွေတွေတတိထားမိပါပါနော်ကျွန်တော်တို့နှစ်ဦးက မသုံးလုံးနေအပြီးပေါက်လိုက်တော့ငါးနောက်ဘက်ကအဲ့နှစ်ထဲမှာငါးထိပ်ကတစ်လုံးနှလုံးမြောက်ငါးထိပ်ကြာရင်ခါတူခါနဲ့ကြာနော်တစ်ခါနှစ်ဦးမှာမသုံးလုံးအပြီးပေါက်တယ်ကိုးနောက်ပိနေပေါက်တယ်အဲ့ကိုးကတစ်လုံးမြောက်ကြာနှလုံးမြောက်ကြာရင်ခါတူခါနဲ့ကြာနော်တစ်ခါနောက်နှစ်နှစ်ဦးမှာမသုံးလုံးအပြီးပေါက်တယ်အပြီးပေါက်တော့အဲ့ဒီကိုးဒီအဲ့ဒီနှစ်ထဲမှာကိုးထိပ်စီတစ်လုံးကြာတယ်နှလုံးမြောက်ကြာရင်ခါတူခါနဲ့ကြာတစ်ခါနောက်နှစ်မှာမသုံးလုံးအပြီးပေါက်တယ်ကိုးပိတ်တယ်အဲ့ဒီကိုးကကိုးထိပ်စီဒီမှာတစ်လုံးကြာတယ် နောက်ထပ်တလုံးကိုထိတ်ကိုသူထက်ကြလာတော့ခါတူခါနဲ့ကြเนาะဒါဆိုရင်အခုကျွန်တော်တို့ဒီမှာနှစ်ဦးမှာမသုံးလုံးအပြီးကိုးနောက်ပိတ်တယ်အဲ့ဒီကိုးဒီပြီးခဲ့တဲ့ဘွဲကထိတ်တလုံးကြခဲ့လို့ဒီဘွဲမှာများကိုးထိတ်ကြမယ်ဆိုရင်ခါတူခါနဲ့ကြလို့ရတယ်เนาะအဲ့ဒီမှာကျွန်တော်ဘာလို့ကိုးခွန်ခွန်ထည့်ထားလဲဆိုတော့ဟိုနေ့ကကျွန်တော်ခွန်နောက်ပိတ်နဲ့ပြန်ကြလို့ကျွန်တော်ပြောခဲ့တာရှိတယ်เนาะခွန်နောက်ပိတ်နဲ့ပြန်ကြလို့ကျွန်တော်ပြောခဲ့တော့ကျွန်တော်ကနှစ်ခွန်ခွန်ဆိုပြီးကျွန်တော်ထည့်ပြလိုက်တာဟုတ်နော် အဲ့ဒီကောင်ကသူကပြန်ကြကိုဘယ်လိုကစားလို့ရလဲနေ့ကနေ့ကိုသုံးကားကပြန်ကြတယ်ငါးကိုတစ်ကပြန်ကြတယ်เนาะကျွန်တော်တို့ခွန်ကိုသုံးခွန်ခွန်ကိုပြန်ကြအောင်မလားကြမယ်ဆိုရင်ဒီအချိန်ကြလို့ရလားရတယ်เนาะသူကဒီထိတ်စည်းတောင်သုံးလုံးလေးလို့ဖြစ်တော့ရှင်းနောက်ပိတ်နဲ့တွဲထွက်တယ်ဒီမှာထိတ်စည်းတောင်သုံးလုံးလေးလို့ဖြစ်တော့ခွန်နောက်ပိတ်နဲ့တွဲတယ်ဒီမှာထိတ်စည်းတောင်သုံးလုံးလေးလို့ဖြစ်တော့6အပိတ်နဲ့တွဲတယ်တွဲပြီးတာနဲ့သူ့ဆောင်မှာခွန်နောက်ပိတ်6နောက်ပိတ်9နောက်ပိတ်လို့ထောက် တောက်ပြီးတော့အဲ့ဒီအောက်ဆောင်မှာဒီထောင်သုံးလုံး၄ပါပါကိုးထိပ်စည်းနဲ့၉၅၃ဆိုတဲ့ကဏ္ဍတစ်ခွက်ကအဲ့ဒီနှစ်တည်းကပြန်ကြကဏ္ဍဖြစ်တယ်နော်ဒါဆိုရင်ဒုတိယကမှာထောင်သုံးလုံး၄လို့ဖြစ်တယ်ခုနောက်ပိတ်နဲ့တွဲထွက်တယ်သူဆောင်မှာ၆ပိတ်တယ်အဲ့ဒီထောင်သုံးလုံး၄ရဲ့ပါပါကိုးထိပ်စည်းအငိမ့်နဲ့ပြန်ကြကဏ္ဍထွက်တယ်အဲ့ဒီကဏ္ဍဒီနှစ်ဦးကကဏ္ဍ၉၅၁နော်ပြန်ကြကြတယ်ကိုးထိပ်စည်းအငိမ့်နဲ့ကြတယ်အဲ့ကျွန်တော်တို့ဒီနေရာမှာထောင်သုံးလုံး၄ဖြစ်ပြီး၆နောက်ပိတ်ပြီးသူဆောင်မှာ၅ပိတ်ရေဆိုတော့အဲ့ဒီအောက်မှာထွက်မဲ့ကဏ္ဍကိုးထိပ်စီအငိမ့်နဲ့ပြန်ချဆိုရင် နှစ်ဦးကကနန်းကိုယူလိုက်တာနဲ့ကိုထက်စီကြာရင်ခါတူခါနဲ့ကြာမှာဆိုရင်ကိုခွန်ကိုနဲ့ကိုခွန်ရှစ်နဲ့နော်ဒေါ်လာလက်လက်ထွက်ထားတဲ့ဒီကနန်းဒဲပြန်မကြဘူးလို့သူကပြောရဲတော့ဟုတ်လားမင်းဒီမှာတော့ကတော့ဒဲပြန်ကြသေးတယ်အခုလည်းဒီမှာဒဲပြန်ကြသွားရင်ဒီကနန်းလည်းကြလို့ရတယ်နော်ဒါကိုခွန်အတွဲလိုက်နော်အဲ့လိုမှမဟုတ်ဘူးလှည့်ခြင်းတယ်ဆိုရင်တော့ကိုထိတ်စီနဲ့ပြန်ကြကိုထိတ်စီနဲ့ပြန်ကြဆိုရင်ကျွန်တော်တို့ကို၃ည၃ကို၃၃ည နှစ်သုံးเนาะကိုသုံးနှစ်ကိုရှစ်လေးเนาะအခုနကျွန်တော်ပြောတယ်ကိုရှစ်လေးအောက်မှာပဲရေးလိုက်တော့ကိုရှစ်လေးเนาะအဲ့ခုနကကျွန်တော်ပြောကိုရှစ်လေးဒါပေမဲ့အဲ့ကိုရှစ်လေးကခါတူခါနဲ့မဟုတ်ဘူးဒါပဲလဲခါတူခါနဲ့တော့မဟုတ်ဘူးတကယ်လို့ကိုထိုက်တလုံးနဲ့ပဲပြန်ကြကိုကစားမယ်ဆိုရင်ဒီကိုရှစ်လေးဆိုတဲ့ကဏ္ဍဒီဘွဲမှာတောက်ရတယ်เนาะနောက်ပြီးတော့ကိုးပါတဲ့ခဏန်းပါရှိသေးတော့မရှိတော့ဘူးเนาะ960 9000 9300 ကိုလေးရှိဒါပဲရှိတယ်နော်တစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်ငါးခွက်ဆောက်ခွက်နှစ်ခွက်ရှိတယ်အဲ့ဒီထဲမှာခါတူခါနဲ့ပါ तू ကပေးကစားမယ်ခွန်နောက်ပိတ်နဲ့ပြန်ကြာကြမယ်ဆိုရင် तू ကတော့အဓိကကောက်ဖြစ်သွားမယ်နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီလောက်ထိတော့တွားပြီးတော့အတီတကြယူလို့မရဘူးကိုလည်းရောက်ရင်နည်းနည်းလေးတော့ကိုလိုကန်လန်တော့သူလောက်နေမယ်ဟုတ်ပြီနော်အဲကိုထိတ်စီနဲ့ပြန်ကြအောင်ကစားရပါဒီဘွဲမှာရဲရဲကစားပါနော်အဲသုံးခွန်နှစ်ကကိုထိတ်မဟုတ်လို့ကျွန်တော်ကတ်ထဲမထည့်ပေးလိုက်ပေမဲ့ तू ကလည်းမစိုးဘူးနော်မစိုးဘူးပြန်ကြကကျွန်တော်တို့ကဟို တချင်မှလည်းကြာမှာဟုတ်နော်ကိုကအတွေးနဲ့ထုတ်ကြတာဟိုရမ်းထုတ်ကြတာဆိုတော့အဲ့တော့ကျွန်တော်တို့ထောင်သုံးလုံးလေးလေးပါဝါတပွဲကြော်မှာကိုထိတ်စီနဲ့ပြန်ကြာနော်အဲ့တော့ဒီမှာထောင်သုံးလုံးလေးလေးပါဝါသူ့ရဲ့တပွဲကြော်ကိုထိတ်စီနဲ့ပြန်ကြာဒီမှာထောင်သုံးလုံးလေးလေးပါဝါကိုထိတ်နဲ့ပြန်ကြာနော်အဲ့ဒီမှာကျွန်တော်ခွန်ပရိတ်၃ပရိတ်နော်ကိုခွန်ပရိတ်၅ပရိတ်ခွန်နှစ်ပွင့်ချောတော့ငါငါ့ကိုနှစ်ပွင့်ချောရင်၃ဆိုတော့ဒီကောင်ကကိုက်နေတာပဲနော်၃ပရိတ်ကိုက်နေတာပဲဟုတ်တယ်မလား ခုနကကျွန်တော်ပြောတဲ့နှစ်ပရိတ်နဲ့ဆိုဒီကောင်းကြီးကြိုက်တာပဲဟုတ်လား9 30 9 90ဒါနှစ်ပရိတ်ကြိုက်ရင်ဒီကောင်းကြီးပြစ်ထားလို့ပဲရမှာဟုတ်တယ်မဟုတ်လားကျွန်တော်ကတော့နှစ်ပရိတ်နဲ့အော်ထုတ်လိုက်တယ်ကျွန်တော်ကြီးကကနန်းဝယ်ထားတဲ့လူတွေဥနိုင်ဝငွေလွှဲပြီးတော့ကနန်းယူထားတဲ့လူတွေဆိုရင်တော့ဒါသဘောပေါက်ပါတယ်နော်ကျွန်တော်ဘာကိုဆိုလိုသွားတယ်ဆိုတာကျွန်တော်တို့အော်ဒီကကျွန်တော်ပြချင်ပါလေပြမယ်နော်ဘာလို့လဲဆိုတော့တပွဲတလန်အကဲဆန်းခြင်းလို့ဒီပွဲကျွန်တော်တကယ်ဝုန်းမယ်ဆိုပြီးတော့ကနန်းတစ်ခွက်ခြံထားခဲ့တယ် တို့မိတ်ဆွေတွေလက်ဘုန်းနေဖြစ်ပေါ်ပြန်နော်၃ခုနေကနှစ်ကဆိုက်တွေလည်းရှိတယ်ဒီနေရာမှာကျွန်တော်တို့6 8 3လို့ထောင်ပြီးတော့3နောက်ပိတ်နေဟိုထွက်လို့ရတဲ့ဆိုက်လည်းရှိတယ်နော်ဒါပေမဲ့အဲကြောင့်မလို့ကျွန်တော်၃ခုနေကိုတော့အာတော့ထိုးလိုက်ပေါ့